အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပုံမြင်ပုံမြင်လေးကတော့စင်းရဲတဲ့သမီးလေးဝဲခဲ့တဲ့နန်းကျော်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါစုမေတရာရေနေသမီးအဖို့ကိုဘာဖြစ်လို့ဒီလောက်တောင်မှပတ်စံတွေအကုန်ကြခံနေရတာလဲသမီးမင်းကလေးနော်အချိန်တန်ရင်လက်ထပ်ပြီးအိမ်ကထွက်သွားမှာသူ့အတွက်အလောက်တောင်မှအကုန်ကြခံမနေနဲ့ နေသူ့ပညာရေးအထွတ်ဘလောက်တောင်မှအကုန်ကြောက်ခံနေလဲဆိုတာငါသိတယ်။ဒီမှာငါပြောတဲ့စကားကိုပဲနေနားထောင်စမ်းပါ။နေသူ့ပညာသင်ပေးနေမယ့်အစအမြန်ဆုံးသာလက်ထပ်ပေးလိုက်တော့ငါအခုမဟုတ်အချို့လာပေးရပါငါသားလေးကတော်တော်လေးအဆင်ပြေနေတယ်လေ။အိမ်အကြီးကြီးလဲဝယ်လိုက်ပြီးအလောက်ကောင်ရလဲတော်တော်လေးကောင်းပြီးအဆင်ပြေနေတယ်။နေမသာသားတယောက်ရှိမယ်ဆိုရင်တော့နင်းလဲငါပြောတဲ့စကားတွေကိုနားလည်မှာပါအိမ်ဝဲတာတို့ကားဝဲတာတို့ဆိုတာကတော့မိန်းကလေးတွေလုံနိုင်တဲ့ကိစ္စမှမဟုတ်ကြပါပဲလေ ကဲကဲကဲဒါဆိုရင်တော့ငါမအလုပ်တွေအများကြီးရှိသေးတယ်သွားတော့မယ်နော်။ကျန်တဲ့နေရာတွေမှာလည်းငါမုတ်အချိုလိုက်ပြီးဝေပေးရအောင်မယ်။စုမေတ္တာစင်ရောက်ကိုပြည့်တဲ့ဝေပန်းကဲ့ရဲ့ပြီ။သမီးတယောက်ကိုပါပြောဆိုပြီးနောက်မှာတော့ရမူလာကြွားဝပြီးထွက်ခွာသွားခဲ့ပါတယ်။ငါမသာသားတယောက်ရှိမယ်ဆိုရင်တော့သူကငါ့အတွက်လည်းအိမ်တစ်လုံးဝယ်ပေးမှာပဲ။စုမေတ္တာကလည်းစိတ်ပြတ်ဝမ်းနဲ့စွာနဲ့စဉ်းစားပြီးအလောက်ကိုထွက်ခွာသွားလိုက်ပါတယ်။ညနေခင်းမှာတော့စုမေတ္တာအိမ်ကိုပြန်လာခဲ့ပါတယ်။ ဒီအချိန်မှာသူ့ရဲ့သမီးလေးစလုံးနီကတော့မိခင်ပြန်လာရင်စားတော့ဖို့အတွက်ဖွဲဖွဲရရချက်ပြုတ်ပြင်ဆင်ပေးကြပါရီထမင်းစားတော့ပြီးသွားတဲ့အခါမှာနှစ်ယောက်လုံးအိပ်ပျော်သွားခဲ့ကြပါရီသူ့အမေအိပ်ပျော်သွားခဲ့တဲ့အခါမှာတော့စလုံးနီမအိပ်ပဲနဲ့အိယာကထားလိုက်ပါရင်ပြီးတာနဲ့သူမစားထိုင်ချက်နေခဲ့ပါရီငါအစိုးရဝန်ထမ်းတယောက်ဖြစ်အောင်ကြိုးစားမယ်အမေတယောက်ထဲငါအတွက်စူးစမ်းရုံးကန်ပေးခဲ့ရတာငါလည်းတော်တော်လေးကိုတနာတယ်။အမေရဲ့စူးစမ်းအားထုတ်မှုတွေအားလုံးအလကမဖြစ်စေရဘူး။ ။ဆလိုနီကတော့ညတတော်လေးနဲ့တဲ့အချိန်အထိစားလုံးနေခဲ့ပါတယ်။သူမတငယ်ချင်းတွေစီကစာအုပ်တွေကိုယူပြီးနောက်မှာတော့စာတွေကိုသူမပြန်ကူပြီးစာတွေကိုသူမပုံစံအတိုင်းပြန်လဲကြမှတ်ခဲ့ပါတယ်။သူမအိမ်မှာမီတာကဘေးမဆောင်နိုင်တဲ့အတွက်ကြောင့်မလို့မီးဖြတ်ခံခဲ့ရတဲ့အခါမှာတော့သူမဖျောင်းတိုင်မီလေးထုံပြီးစာထိုင်လုပ်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲရန်နေငယ်ကုံဆုံးသွားခဲ့ပါတယ်။တကယ်မှာတော့သူမအစိုးရဆောင်ပွဲဖြစ်ဖို့အတွက် ခခွာသွားနေတဲ့အချိန်မှာပဲရမူလာရဲ့တောက်ဖြစ်သူတို့ကိုတွေ့တော့ရီမောလောင်ပြောင်းခဲ့ပါတယ်။ဘာဖြစ်လို့အပိုအလောက်တွေလောက်ပြီးတော့စူးစမ်းနေရတာလဲ။နင်းဒါရီလောက်ပြီးစူးစမ်းနေလို့ရောဘာရီများထူးခြားလာမှာမဟုတ်လို့လဲ။နင်းကိုနင်းအမေကအတော်လေးကိုထောက်ပံ့ပေးခဲ့တယ်နော်။နင်းဆောင်ပွဲဖြစ်ဖို့အတော်နင်းရဲ့ပညာရေးအတော်အများကြီးအကောင်ကျခံပြီးတော့သူအကူအညီပေးခဲ့တာပဲ။နေလွန်ခဲ့တဲ့နှစ်နှစ်လောက်ထဲကအဲ့ဒီအစိုးရအလုပ်ကိုလိုချင်လို့နဲ့အတွက်ကြောင့်မို့လို့စူးစမ်းပြင်ဆင်နေခဲ့တယ်။ဘာမှထူးခြားလာတာလည်းမဟုတ်ပါဘူး။ ဒီကိစ္စတွေအားလုံးကအနေကြောလိုမျိုးမိန်ကလေးတွေလုံနိုင်တဲ့ကိစ္စမဟုတ်ဘူး။နင်ခဏခဏဆောင်ပွဲကြနေရပဲ哦။ဘာဖြစ်လို့ထပ်ပြီးတော့အားမလျှော့ပဲစူးစမ်းနေရသေးရလဲ။ငါ့ကိုကြည့်လေ။ငါဆိုလို့ရှိရင်တော့အပြင်မှာကျူရှင်ကောင်းကောင်းတက်လိုက်တယ်။အကောင်းမွန်ဆုံးဆရာတွေကသင်ကြားပြသပေးတဲ့အတွက်ကြောင့်မလို့ငါအေးအေးဆေးဆေးဆောင်ပွဲဖြစ်ပြီးတခါတည်းနဲ့အောင်သွားတယ်။ငါလည်းအစိုးရအလုပ်ရသွားတာနဲ့ငါရဲ့အမေကိုအခုဆိုရင်တော့အိမ်အကြီးကြီးမှာထားနိုင်ပြီအမေလည်းငါကြောင့်နဲ့ဘလောက်တောင်မှဝမ်းသာပျော်ရွှင်နေလိုက်တယ်လေ ဆလိုနီကတော့ဘယ်သူပြောတဲ့စကားကိုမှယူမဆိုင်ခဲ့ပါဘူး။သူကလည်းမသိချင်အောင်ဆောင်ပြီးတော့ရှေ့စားသွားလိုက်ပါတယ်။ဒီတစ်ခါမှလည်းသူမနောက်တစ်ချိန်အလုပ်ပြန်ရဖို့အတော့အကြိုးစားပန်းစားလှုပ်ဆောင်ခဲ့ပါတယ်။ရက်နေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ဆောင်ပွဲရလက်ထွက်ပေါ်လာခဲ့ပါတယ်။အိုဘုရားသခင်ဒီတစ်ခါတော့ကျမဆောင်ပွဲရလက်အကောင်းကောင်းထွက်လာပါစေ။ငါဒီတစ်ခါဘလောက်တောင်မှကြိုးစားထားလိုက်တယ်လေ။တခုခုမှရွှင်သွားရင်ဒုက္ခပဲ။ဆလိုနီကဘုရားကျောင်းကိုသွားပြီးနောက်မှာတော့ဘုရားရှိခိုးဆူတောင်းနေခဲ့ပါတယ်။ ူမဘုရားရှိခိုးပြီးတာနဲ့အောင်စီရင်ရလက်သွားကြည့်ခဲ့ပါတယ်။ဒီတစ်ခေါက်မှလည်းကန်ဆိုးစွာနဲ့သူမဆောင်ပွဲတစ်ခေါက်ပြန်လဲကြသွားခဲ့ရပါတယ်။သူမလည်းစိတ်ပြတ်ဝမ်းနဲ့စွာနဲ့အင်ကိုပြန်လာပြီးငုံနေခဲ့တာပေါ့။ငါတို့လိုမျိုးစင်ရဲသားတွေရဲ့ဘဝမှာဘယ်တော့မှကောင်းမွန်တဲ့အရာတွေဖြစ်လာတော့မယ်မထင်ဘူး။ဘုရားသခင်ကျမဘွားကဒီပုံစံအတိုင်းပဲအမြဲတမ်းဖြစ်နေတော့မှလားကျမဘယ်တော့မှပျော်ရွှင်ရမှာလဲကျမအမေကိုဘယ်တော့မှပြီးပြည့်ဆောင်အောင်ထားနိုင်မှာလဲကျမလောက်ကြိုးစားတာကျမပဲရှိတယ်ဒါတော့မှတခါပြန်ပြီးတော့စံပွဲကကြာသွားရပြန်ပြီ ဆိုရက်ကိုကြည့်ပါအောင်เจ้าမဆိုရင်တော့အမြဲတမ်းသူကစောင့်ပွဲကြနေရခဏခဏဒီလောက်ထိစောင့်ပွဲကြနေတဲ့သူကအခုဆိုလို့ရှင်တော့အစိုးရအလုပ်တစ်ခုရသွားခဲ့ပြီသူ့အမေကိုလည်းသူကောင်းကောင်းထားနိုင်နေသူကတော့အေးအေးပတ်စံရှာလို့ရနေပြီကြည့်ရတာအစိုးရအလုပ်ကကျမရဲ့ကံကြမ္မာမှာရှိကိုမရှိဘူးနဲ့တွေ့ပါတယ်အမေရဲ့ဒါကြောင့်စလုံးနီးကလည်းအစိုးရအလုပ်ကိုလိုချင်လို့နဲ့သူရဲ့စိတ်ဆန္ဒတွေအကုန်လုံးကိုဖြေလျှော့ချလိုက်ပါတော့တယ်ဒီနောက်မှာတော့သူမအစဉ်ပြေမဲ့အလုပ်တစ်ခုကိုသာလိုက်ရှာဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ် ဒီလိုနဲ့သူမတနေရာမှာအလောရရှိသွားခဲ့ပါတယ်။ဒီနေရာမှာတလောက်ကိုသူမငွေတပေါင်းရရှိပါတယ်။သူရဲ့မိခင်ဖြစ်သူကတော့ဒါကိုတိတ်ပြီးတော့သဘောမကျပါဘူး။သမီးရဲ့သမီးအသက်6နှစ်လောက်ခရေကသမီးကဖတဆိုးသမီးလေးဖြစ်သွားခဲ့ရတာသမီးအဖေမရှိတော့တဲ့နောက်အမေတယောက်တည်းသမီးကိုကြိုးစားရုံးကန်ပြီးကျွေးမွေးဆောက်ရှောက်ပြုစုလာခဲ့တာသမီးလေးရဲ့ဘဝမှာအများကြီးဖြစ်လာဖို့အတွက်အမေအိမ်မက်မှတ်ထားခဲ့တယ်သမီးသမီးရဲ့ပညာတတ်တယောက်ဖြစ်အောင်လို့အမေကပံ့ပိုးပေးမယ် ငါသမီးတွေပညာတက်ကြီးဖြစ်ပြီးတော့အစိုးရအလုပ်တစ်ခုကိုဝင်လုံးနိုင်ရမယ်။နင်ကတော့အစိုးရအလုပ်အတွက်မကြိုးစားဘဲနဲ့အပြင်မှာအလုပ်ထွက်လုပ်ပြီလား။သမီးတလားတလားရတဲ့ငွေလေးတထောင်တထောင်ခွဲနဲ့ဘာလုပ်လို့ရမှာလဲ။ဒီပတ်စံလေးနဲ့သမီးအဆင်ပြေမလား။သမီးရဲ့အိမ်မက်တွေအားလုံးကိုသမီးဒီပတ်စံလေးနဲ့ဖြည့်ဆည်းနိုင်ပါရဲ့လား။ဒါဆိုရင်တော့အမေရဲ့သမီးဘာလုပ်ရမှာလဲ။အမေကသမီးကိုဘာဖြစ်စေချင်တာလဲ။အမေဖြစ်စေချင်တာကရှင်းရှင်းလေးပဲ။အမေရဲ့သမီးလေးပညာတတ်တယောက်ဖြစ်စေချင်တယ်။ ပညာရီအများကြီးတက်ပြီးတော့အမေသမီးအရာရှိတယောက်ဖြစ်သွားတာကိုပဲအမေကမြင်ချင်တာအရင်နေ့ကစပြီးစလုံးလေးကသူ့အမေပြောတဲ့စကားကိုနားထောင်ပြီးစာကိုစူးစမ်းလေ့လာသင်ယူခဲ့ပြန်ပါတယ်။သူမအပြင်အလုပ်ကိုစူးစမ်းလုပ်နေခဲ့ပြီးရတဲ့အချိန်အတွင်းမှာစာကိုလည်းစူးစမ်းလေ့လာသင်ယူခဲ့ပါတယ်။သူမမနက်အစောကြီးအရာကချပြီးတော့စာလုပ်ပါတယ်။အင်္ဂလိပ်တွေအားလုံးလုံးလို့ပြီးစီးသွားခဲ့တဲ့အခါမှာဘတ်ကားစီးပြီးရုံးကိုအရောက်သွားပါတယ်။သူမကားမနေရရပြီဆိုတာနဲ့စာထက်ကြပါတယ်။ ဒီလိုနဲ့ပဲအချိန်တွေတစ်ဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပါတယ်။ဒီတစ်ခါမှလည်းသူမတစ်ခါပြန်ပြီးစောင်းပွဲဖြေဆုပ်လိုက်တဲ့အခါမှာတော့သူမရဲ့ကြိုးစားမှုတွေအားလုံးအရာထင်သွားခဲ့ပြီးတော့သူမအောင်မြင်သွားခဲ့ပါတယ်။အခုဆိုရင်တော့သူမအစိုးရအလုပ်တစ်ခုရရှိသွားခဲ့ပါပြီ။အမလီငါသမီးလေးကတကယ်အောင်မြင်သွားပြီပေါ့။ငါသမီးလေးအခုဆိုလို့ရှိရင်တော့အရာရှိတစ်ယောက်ဖြစ်ပြီးအစိုးရဝန်ထမ်းဖြစ်ပြီ။ဒါပေါ့အမေရဲ့ကျမအလုပ်ရသွားပြီ။အရန်ကိုဝမ်းသာစရာကောင်းတဲ့နောက်ထပ်သတင်းတစ်ခုရှိသေးတယ်ဒီလား။ ။တမီးရဲ့ယာရုကကြီးလွန်တဲ့အတွက်ကြောင့်မလို့အစိုးရကတမီးနေဖို့အတွက်ဆိုပြီးတော့အစိုးရဘက်ကနေပြီးတော့ပေးတဲ့အိမ်လဲရှိသေးတယ်။အခုဆိုရင်တော့စလိုနီယမီခင်ဖြစ်သူကအပြင်မှာလိုက်ပြီးအလုံးလုံးစရာမလိုတော့ပါဘူး။သူအိမ်မှာပဲအေးအေးဆေးဆေးနေထိုင်လို့ရရှိသွားခဲ့ပါပြီ။အခုဆိုရင်တော့တမီးနှစ်ယောက်လုံးကအင်ဂျီအိမ်ကောင်းမှာအတူတူပျော်ရွှင်စွာနဲ့နေထိုင်နေခဲ့ကြပါတယ်။ ီနောက်မှာတော့ရမူလာရဲ့တာဆိုရခြင်းအကြောင်းတွေကိုသူမကလိုက်ပြီးဆောင်းဆန်းကြည့်ရှုခဲ့ပါတယ်။ဒီအချိန်မှာတီးကြရတာကသူရရှိခဲ့တဲ့နေရာကတမအာဇီဝကြကြဆောင်ပွဲဖြစ်ပြီးရရှိခဲ့တာမဟုတ်ပါဘူး။သူကပတ်စံပေးပြီးတော့ဒီနေရာကိုရရှိအောင်ဝယ်ထားခဲ့တာဖြစ်ပါတယ်။ငါပြောတာပဲနင်းကိုမာနထောင်လွှားမနေနဲ့တရားကြရင်နင်းရဲ့အမှန်တရားတွေအားလုံးကိုငါလူတို့အရှိမဖွင့်ချပြမှာပါဆိုနေမှနင်းကမြလက်ထိုးပြီးတော့အလောက်ရအောင်လုပ်ခဲ့သေးတယ်ဟုတ်လား။နင်းကတော်တော်လေးငါအရှိမခုံပြနေခဲ့ရလေ။ အခုချိန်ကစပြီးနေနေနေတဲ့အိမ်ကနေပြီးတော့ထွက်သွားလို့ရပြီနေအခုထောင်ထဲမှာပဲတွားနေပြီးတော့ဒီလိုနဲ့ပဲဆိုရက်တယောက်ထောင်ချသွားခဲ့ပါတယ်ဆလုံးကြီးအရာရှိဖြစ်သွားတဲ့အချိန်ကစပြီးရွာကတတော်လေးလူဆိုးသခိုးကင်းရှင်းသွားခဲ့ပါတယ်ဒီလိုနဲ့ပဲအချိန်တွေကလည်းကုန်ဆုံးနေခဲ့ပါတယ်ဆလိုနီကလည်းသူ့ရဲ့အလုပ်ကိုရိုးသားဖြောင်းမှန်းစွာနဲ့စိုက်ပါလက်ပါလောက်ကိုင်းခဲ့တာပေါ့တရမတော့ဆလိုနီကလည်းသူ့ရဲ့မိခင်ဖြစ်သူကိုသူ့ကားကြီးနဲ့တနေရာကိုခေါ်ဆောင်သွားခဲ့ပါတယ်အမေအမေရဲ့မျက်လုံးတွေကိုခန်းနားကလေးမှိတ်ထားပြီ ကဲကဲကဲအခုရပြီအခုဖွင့်လိုက်ပါတော့အမေဖြစ်သူကမျိုးလုံးဖွင့်လိုက်တဲ့အချိန်မှာအယံကိုလှပါတယ်တိုက်တိုက်ကိုတွေးခဲ့ရပါတယ်။음တမိလေးရဲ့ဒီအိမ်ကြီးကလှလိုက်တာနော်တကယ်တတော်လေးကိုကြီးကျယ်ခဏပြီးလှပါလောနာပဲမသိလို့ရှင်တော့နန်းတော်ကြီးကြာနေရပဲဒါကအယံကိုချမ်းသာတဲ့တထေးကြီးတွေနေထိုင်တဲ့အိမ်ဖြစ်ရမယ်ဘာဖြစ်လို့အမေကိုဒီအိမ်ကြီးကိုလှပြနေရတာလဲတမိဒါဆိုရင်တော့အမေအထဲကိုလိုက်ခဲ့ပါပြီးတော့ရင်တော့တမိပြောပြမယ်ဟဲ့ခဏနေပါဦးဒါကဘယ်သူအိမ်မို့လို့နင်ဒီလိုလာရတာလဲ အမေကသမီးနဲ့အတူတူလိုက်ဝင်ခဲ့လို့ရဖြစ်ပါမလားလာပါအမေရဲ့လာပါလာပါအရန်ကိုလှပပြီးခန္ဓာလုံးနဲ့အင်ဂျီတဲကိုဆလုံးနီကတော့သူ့အမေကိုအတူတူခေါ်သွားလိုက်ပါတယ်။တမီးလေးရဲ့ဒီမှာဘယ်သူမှလည်းရှိတာမဟုတ်ဘူး။ဒီအချိန်မှာစုမေတရာကအရှိမထထားတဲ့သူရဲ့မိသားစုထပ်ပေါင်းအကြီးအကြီးကိုမြင်တွေ့သွားခဲ့ပါတယ်။အင်ကိုလည်းအရန်ကိုလှပစွာနဲ့ပြင်ဆင်ထားခဲ့တာပါ။တမီးဓာရီကဟုတ်တယ်အမေရဲ့ဒီအင်ကအမေရဲ့အင်ပဲ။အခုဆိုလို့ရှိရင်တော့တမီးတို့ကဒီအင်ရဲ့ပိုင်ရှင်တွေဖြစ်သွားပြီ။ အမေပဲတီးချင်နေကြတာမလားဒီအိမ်ကိုဘယ်သူပိုင်လဲဆိုတာကိုလေဒါကအမေပိုင်နေအမေရဲ့တမီးဘက်ကနေအမေကိုပေးတဲ့လက်ဆောင်လို့သတ်မှတ်ထားအမေရဲ့မွေးနေ့ပွဲကိုတမီးကုံပြူပါတယ်နော်မိခင်ဖြစ်သူကလည်းဝမ်းသာလုံးလုံးမျက်ရည်တွေစီကြလာခဲ့ပါတယ်ဒီနောက်မှာတော့သူ့တမီးလေးကိုဖတ်ထားခဲ့ပါတယ်ဒီအချိန်မှာဆလိုနီနဲ့တီးတဲ့နောက်ထပ်ဧည့်သည်တွေအများကြီးရောက်ရှိလာခဲ့ပါတယ်အားလုံးကလည်းဆုမေတ္တာကိုဂုံပြူစကားပြောဆိုခဲ့ကြပြီးသူရဲ့မွေးနေ့ပွဲကိုအတူတူကျင်းပခဲ့ကြပါရဲ့ရမူလာကတော့လာပြီးတောင်းပန်လိုက်ပါတယ် သူမောမောထောင်လွားခဲ့တဲ့အတွက်ကြောင့်မို့လို့လေသူနောင်တရရနေပါတယ်။ငါမားသွားပါတယ်။သမီးလေးတွေကသားလေးတွေထပ်ပို့ပြီးလိန်ပါတယ်ဆိုတော့ကိုငါမေ့သွားတယ်။ငါသားလေးကလိန်ညာလှည့်စားပြီးလက်ထိုးပြီးသူ့အလုပ်ကိုရှောင်းအောင်ရှူခဲ့တယ်။မျိုးမရှိရဲ့ငါ့ရဲ့ပိုင်ဆိုင်တဲ့မြေကိုရှောင်းပြီးသူကငါအတွက်ဆိုပြီးတော့အိမ်တလုံးဝယ်တာ။ငါသားလေးအရန်တော်တယ်ဆိုပြီးငါကတော့တွေးနေခဲ့မိတယ်။ရမူလာလည်းတောင်းပန်ပြီးထွက်ခွာသွားခဲ့ပါတယ်။ဒီနောက်မှာတော့ဇလုံးကြီးကလည်းအားလုံးနဲ့အတူတူသူ့အမေကိုမွေးနေ့ကိတ်ခွဲပေးခဲ့ပါတယ်။ ခုဆိုရင်တာမီနီယောက်လုံးကအစိုးရပေးတဲ့အင်ဂျီကိုထားခဲ့ပြီးတော့သူတို့ကိုယ်တိုင်ဝယ်ထားတဲ့အင်အကြီးကြီးမှပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ကြပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မှော်ရွှေရွာဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။မိုဟိနီဆိုတဲ့မိန်းကလေးကအရန်ကိုတာယာလုံးနဲ့ရွာတရွာမှာနေထိုင်နေခဲ့ပါတယ်။မိုဟိနီကတော့ငယ်စဉ်တောင်ကျကလေးဘော်တွေကအိမ်မက်တွေအများကြီးရှိတဲ့မိန်းကလေးတစ်ယောက်ပါ။သူမကတခြားသူတွေကိုလည်းအမြဲတမ်းအကူအညီပေးတတ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူကတော့တိုးရီနွားရီစိတ်တွေကိုကြောင်းတဲ့သူတယောက်ပါ။တတော်ရှိမှစိတ်တွေအများကြီးရှိပါတယ်။မိုဟိနီကလည်းစိတ်တွေကိုကြောင်းဖို့အတွက်တောင်ပေါ်တွေကိုသွားရလိမ့်ရှိပါတယ်။တောင်ပေါ်ကိုတက်သွားပြီးဆိုရင်တိမ်တိုက်တွေအများကြီးကိုတွေ့ရတတ်ပါတယ်။တိမ်တွေကိုကြည့်ပြီးမိုဟိနီပြောခဲ့ပါတယ်။ကြည့်ပါအောင်ငါအခုတော့ဒီရွာမှာနေရတယ်။လက်ထပ်ပြီးသွားတဲ့အခါကျရင်တော့မှော့အစွမ်းနေရှိတဲ့ရွာကိုရောက်သွားရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ။အဲ့ဒီနေရာမှာတိမ်တိုက်တွေအများကြီးရှိရင်တော့လေငါတိမ်တွေကိုလိုက်စီးမှာ။ နေမင်းကြီးနဲ့လမင်းကြီးနဲ့လည်းငါစကားပြောလို့ရပြီအခုလိုမော့အစွမ်းထက်နေတဲ့ရွာကိုသားရောက်သွားမယ်ဆိုရင်တော့ဘလောက်တောင်ပြောစရာကောင်းလိုက်လိမ့်မလဲနော်ကဲကဲကဲတော်တော့တော်တော့နော်နေအစောကြီးပဲရှိသေးတယ်အိမ်မက်တွေမှတ်မနေနဲ့အိမ်မက်ကနေနှိုးထလိုက်တော့ငါတို့မှအလုပ်တွေအများကြီးရှိသေးတယ်ကဲဟိုမကြီးနေရဲ့စိတ်တွေတောင်ပေါ်ကနေအောက်ကိုပြေးဆင်းနေကြပြီသူတို့အားလုံးအောက်ကိုလိတ်ကြကုန်လို့ရှင်တော့လေနေအဖေနဲ့အမေနှစ်ယောက်လုံးနင်းကိုရိုက်ကြလိမ့်မယ်အရိုက်ခံရလို့ကတော့လေနေစိတ်ကိုရင်နေတဲ့ရွာကိုအသက်ရှင်လျက်ပဲမြင်လိုက်ရလိမ့်မယ်နော် ဟဲ့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 ငါရဲ့စိတ်တွေဒုက္ခပဲဒုက္ခပဲသွားမယ်သွားမယ်အမြန်သွားမယ်မိုဟိနီကတော့ဒီဂျွာလေးမှာသူရဲ့မိဘနှစ်ပါးနဲ့အတူတူနေထိုင်နေခဲ့တာပါဖခင်ဖြစ်သူရှိမှစိတ်တွေအများကြီးရှိတဲ့အတွက်သူတို့ကစိတ်ကြောင်းနဲ့အလုပ်လုပ်ရပါတယ်မိုဟိနီကတအိုတီတော်သမီးလေးဖြစ်ပြီးအခုဆိုရင်တော့သူမလက်ထပ်ဖို့အတွက်အရွယ်ရောက်ရှိလာခဲ့ပါပြီမိဘတွေကသမီးလေးကိုလက်ထပ်ပေးဖို့အတွက်သူတို့တာလောင်လိုက်ရှာခဲ့ကြပါတယ်နောက်ဆုံးမှာတော့ Vikram ဆိုတဲ့ကောင်လေးနဲ့မိုဟိနီကိုလက်ထပ်ပေးခဲ့ကြပါတယ်မိုဟိနီကလည်းရခမအင်ကိုရောက်ရှိလို့လာခဲ့ပါပြီ လက်ထပ်ပြီးနောက်နောက်နေ့မှာပဲမိုဟီနီကတော့အပြင်းလိုက်နေရင်းနဲ့အရာပေါ်ကဆင်းလာခလာရပါတယ်။သူယောက်ျားဗီဂရမ်ကတော့အခုချိန်ထိအိမ်မောကြနေစေပါပဲ။ဒါပါလေဒါပါကြီးလေငါအမှန်တကယ်ပဲမှအစွမ်းထက်နေတဲ့ရွာကိုရောက်ရှိလာခဲ့တာလား။ငါရခမအင်ကမှအစွမ်းထက်နေတဲ့ရွာမှာရှိတာပေါ့လေ။အမလီငါရဲ့အိမ်မက်တွေအားလုံးကအခုအမှန်တကယ်ဖြစ်လာတာပေါ့။ဒီအချိန်မှာတိန်တိုက်တွေဂျားရဲကနေပြီးတော့နတ်သမီးလေးတစ်ပါးဆင်းသက်လာပါတယ်။ရခမအင်ရဲ့ပထမအိုးစုံနေ့ရက်လေးအတွက်ခုံရှူပါတယ်။ အရေးအလုံးပျော်ရွှင်ဝမ်းသာစွာနဲ့နေထိုင်နိုင်ပါစေနော်ဒါဆိုရင်တော့ကျမသွားလိုက်ပါဦးမယ်မိုဟိနီကတော့ဒါရီအလုံးကိုတွေ့ကြရတဲ့အခါမှာဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်ဒါရီအလုံးကိုတွေ့ကြရတဲ့အတွက်သူမဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်ဒီအချိန်မှာပဲသူမဘက်ကိုတိန်တိုက်ကြီးတစ်ခုလွင့်မျောလာခဲ့ပြန်ပါတယ်မိုဟိနီကတိန်တိုက်တွေကိုထိကြည့်လိုက်ပြီးနောက်မှာတော့အပေါ်မှာတက်ထိုင်ခဲ့ပါတယ်သူမတိန်တွေပေါ်မှာထိုင်ပြီးပြန်ဝဲနေလိုက်ပါတယ် ကောင်းလိုက်တာကောင်းလိုက်တာဒီလိုအေးချမ်းတာယာမှုမျိုးငါရဲ့ဘယ်တငယ်ချင်းတူတယောက်မှခံစားဘူးကြမှာမဟုတ်ဘူးငါဘဝကတော့တကယ်တာယာပျော်ရွှင်စရာကောင်းနေပြီဟဲ့ဒီအချိန်မှာပဲသူ့အရှိကိုလမင်းကြီးရောက်ရှိလို့လာခဲ့ပါတော့တယ်ကဲဘလို့လဲငါရဲ့တူမလေးရဲ့ဟာလမင်းကြီးပါလားဒါနဲ့လမင်းကြီးကညာကြမှာပဲအပြင်ကိုထွက်တယ်ဆိုပြီးတော့ကျွန်မကြားဘူးထားတာနေကင်းပိုင်းကြီးလည်းအပြင်ကိုရောက်နေရပါလားဘလို့ဖြစ်ပြီးတော့ရောက်လာတာလဲဆိုတာကျွန်မကိုပြောပြပါအောင်ရှင် ငါကညဘက်ကျမှထွက်တယ်ဆိုတာကတခြားသူတွေအတွက်လေနေအတွက်ဆိုတော့ငါကအထူးတလဲထွက်လာခဲ့ပြရပေါ့နေငောက်ပဲအချိန်ခေါ်ခြင်းလဲကြိုက်တဲ့အချိန်ခေါ်လို့ရတယ်မနက်ပိုင်းပဲခေါ်ခေါ်ညပိုင်းပဲခေါ်ခေါ်ကြိုက်တဲ့အချိန်သာခေါ်လိုက်ငါရောက်အောင်လာခင်မယ်ဒါဆိုရင်တော့ငါရဲ့တကယ်ချင်းအပေါင်းအသင်းတွေနဲ့ငါနဲ့ကိုတွေ့ပေးမယ်ဟာတကယ်ပြောနေရလားကျမလိုက်ချင်တယ်ဟုတ်ပြီဟုတ်ပြီကျမခေါ်သွားပါဒီအချိန်မှာလမင်းကြီးကလည်းမိုဟိနီကိုချီလိုက်ပါရင်မိုဟိနီကလည်းလမင်းကြီးရဲ့ကိုပေါ်ကနေအေးအေးစစ်စစ်လိုက်ပါသွားပါရင် ။လာမင်းကြီးကတော့လေပေါ်မှာပြန်တန်းနေပြန်တန်းနေအရင်အဦးဆုံးနေမင်းကြီးစီကိုခေါ်ဆောင်သွားခဲ့ပါရီ။ကဲဘလို့လဲငါ့ရဲ့ဒူမလေးရေအဆင်ပြေရလား။ငါရီရဲ့တိန်တိုက်ကောင်းကင်ပြင်ကြီးကနေပြီးတော့နင်းကိုကြိုးဆိုလိုက်ပါရီ။ဒီမှာနေထိုင်ရတာပျော်ရွှင်ရဲ့လားကွယ်။ဟာနေမင်းကြီးပါလားလှပလိုက်ကြ။ကျမအခုမှပဲနေမင်းကြီးကိုအနီးကပ်မြင်တွေ့ဘူးတော့တယ်အရန်အောင်လာတာပဲကျမနေမင်းကြီးကိုကိုယ်တိုင်တွေ့ခွင့်ရတယ်ဆိုတော့ကိုယုံတော့မယုံနိုင်ဘူးကျမအိမ်မက်တွေပေါ်ရင်မတ်နေရတော့မဟုတ်ပါဘူးနော် ရုတ်တရက်ကြီးကျမဖို့ကိုတခုခုပြောကြလာပြီးကျမအိမ်မက်ကနေလန့်လို့လာမှာတော့မဟုတ်ဘူးမလားယင်မဟုတ်တာမိုဟင်နီရဲ့ဒီလိုဖြစ်เสียရလားအိမ်မက်လည်းမဟုတ်တယ်လို့မျောနေအိမ်မက်ကနေလန့်လို့လာเสียအကြောင်းလည်းမရှိဘူးဒါကအိမ်မက်မှမဟုတ်တာဒါကအမှန်တကယ်လက်တွေ့မှာဖြစ်ပြနေတဲ့အမှန်တရားတစ်ခုပဲကဲငါကနေရဲ့ဦးလေးပဲနေရငါ့ရဲ့တူမလေးပေါ့တကယ်လို့အနေဒီမောနေထိုင်ရတာအဆင်မပြေရဖြစ်ဖြစ်တစုံတယောက်ကနင်းကိုအနှောက်ယှက်ပေးတာဖြစ်ဖြစ်ဒုက္ခပေးတယ်ဆိုရင်တော့ငါ့စီကိုအရင်ဆုံးပြေးလာပြီးတော့လာတိုင်ကြလား ငါအားလုံးကိုမီးလောင်တိုက်သွင်းပြင်မယ်။ပြကြသွားအောင်လှုပ်ပြလိုက်လို့ရတယ်။ကဲလာမိုဟိနီရေငါတို့သွားကြမယ်။ငါတို့မှာနောက်ထပ်တွေးစီရတငယ်ချင်းမိတ်ဆွေတွေအများကြီးကြံသေးတယ်။တို့အားလုံးနဲ့လည်းငါတို့သွားတွေးကြရအောင်လေ။ဒီလိုနဲ့နောက်မင်းကြီးကလည်းတစ်ခါပြန်ပြီးမိုဟိနီကိုတွေးဖို့ပြေဖို့အတွက်တငယ်ချင်းတွေစီခေါ်သွားခဲ့ပါရီ။သူမသွားနေရင်လည်းလေပြင်းမောင်တိုင်းတွေတိုက်ခတ်လာခဲ့ပါရီ။လေပြင်းမောင်နိုင်ရတိုက်ခလာခဲ့တဲ့အခါမှာတော့မိုဟိနီကလည်းတိမ်တိုက်တွေကြားတဲ့ကောင်ကြီးအိယောက်ဘောကိုပြန်လဲပြုတ်ကြလာခဲ့ပါတယ်။ဟဲ့ဗစ်ဂရမ် ရှင်ကတော့အတော်လေးကိုထူးဆန်းတဲ့သူပဲဒီလောက်ထိလှပလုံးနဲ့လောကကြီးရဲ့ကိုရောက်နေရကိုတော့မှရှင်အိတ်ဆက်နိုင်သေးတယ်ဟုတ်လားထားစမ်းမအောင်ရှင်သိလားကျမမနဲ့အစောကြီးအိယာကနိုးထလာတဲ့အချိန်မှာပဲလာမင်းကြီးနဲ့တွေ့ရယ်ဦးလေးလာမင်းကြီးကသူ့ရဲ့တငယ်ချင်းမိတ်ဆွေအားလုံးနဲ့ကျမကိုလိုက်ပြီးတော့မိတ်ဆက်ပေးတယ်ကျမလည်းသူတို့နဲ့တွားတွေ့နေရကျမနေမင်းကြီးနဲ့လည်းတွားတွေ့ခဲ့သေးတယ်သူနဲ့တွေ့ရတာတကယ်ပျော်ရွှင်စရာကောင်းတယ်ရှင်သိလားလို့ဗီကရမ်ကတော့ရေမိုးချိုးပြင်ဆင်ဖို့အတွက်ထွက်ခွာသွားခဲ့ပါတယ် မော်ဟင်နီကရခမဖြစ်သူရခန်းနဲ့ကိုဝင်ကြည့်လိုက်ပါတယ်။ရခမဖြစ်သူကပထမရေကရေမိုးချိုအဝတ်စားလေးပြင်ဆင်လို့ပြီးစီနေခဲ့ပါပြီ။အမေ၊ကျွန်မအမေကိုနှိုးဖို့အတွက်ပဲလာနေခဲ့တာပါ။အမေကအခုရေကနိုးနေပြီလား။ကောင်းတယ်၊ကောင်းတယ်။ဟုတ်တယ်၊ချွေးမလေးရဲ့ငါတို့စီမှာဒီမော့အစွမ်းထက်နေတဲ့ရွာမှာနေထိုင်ဖို့အတွက်အချိန်နှဲရပဲကြံတော့တယ်မဟုတ်လား။အရကြောင်ငါအချိန်တွေကိုထပ်ပြီးရောမဖြောင်းကျင်တော့ဘူးအချိန်ကိုတတိကျကျအသုံးချနေရလေနောက်တော့အမေတို့ရဲ့စင်းရဲတဲ့ဘဝကိုပြန်သွားရတော့မယ် ဒါဘာတွေပြောနေရလဲအမေရဲ့နေမေ့သွားပြီလားချွေးမလေးမေ့သွားပြီဆိုရင်တော့ငါနဲ့ကိုပြန်ပြီးတော့အမှတ်ရအောင်ပြောပြမယ်တေချာနားထောင်ငါတို့ကအရန်ကိုစင်းရဲတယ်ချွေးမလေးရဲ့ငါတို့နေထိုင်တဲ့အိမ်လေးကတည်တည်လေးကျင်ကျင်လေးအိမ်မှာမှုံတိုင်းတော့မှတိုက်ခတ်နေခဲ့သေးတယ်မှုံတိုင်းတန်ကိုလည်းငါတို့အိမ်ကခံနိုင်ရင်မရှိခဲ့ဘူးလက်ထပ်ပြီးပထမဦးဆုံးနေ့မှာပဲမှုံတိုင်းတွေတိုက်နေခဲ့တဲ့အချိန်တကားဖွင့်ကြည့်လိုက်တော့အပြင်မှာလေပြင်းတွေတိုက်နေတယ်လူတွေအားလုံးကလည်းလေနဲ့အတူတူလွင့်ပါသွားခဲ့ကြတယ်အိမ်တွေအားလုံးပြက်စီးကုန်ကြတယ် အနောက်မအနေကအားလုံးကိုကဲတင်ပေးဖို့အတွက်ထွက်လာခဲ့တယ်။ဘာကူမကလည်းကြောက်လန့်မနေခဲ့ဘူး။အမလေးကြည့်ပါဦး။အပြစ်မှာဘာတွေဖြစ်နေရလဲ။ရွာမှာရှိတဲ့လူတွေအားလုံးလွင့်ကုန်ကြပြီ။လူတွေရဲ့အိမ်တွေအားလုံးကလည်းပျက်စီးကုန်ပြီးငါဘယ်လိုလုပ်ပေးရမလဲ။အားလုံးဒုက္ခရောက်နေကြပြီးငါအားလုံးကိုအမြန်ဆုံးသွားပြီးကဲတင်ပေးမှဖြစ်တော့မယ်နဲ့တူတယ်။ခလေးလေးတယောက်ကကြောက်ကံပေါ်ကနေပြုတ်ကြတော့မှကိုမိုဟီနီတွေ့ခဲ့ရပါတယ်။သူမလည်းအရန်ကိုလမ်းဖြန့်သွားခဲ့တဲ့အတွက်အမြန်ဆုံးခလေးကိုကဲတင်ပေးလိုက်ပါတယ်။ဒီအချိန်မှာသူမကိုယ်တိုင်ပြုတ်ကြသွားခဲ့ပါတယ်။ အမလီကဲကြပါအောင်ရှင်ကဲကြပါအောင်ကျမပြောက်ကြနေပြီကဲကြပါအောင်တစုံတယောက်ရှိရင်ကဲပါအောင်ဒီအချိန်မှာလေနဲ့အတူတူလွှင့်နေရင်ကလေးတွေကလည်းပြောက်ကြလာခဲ့ပါတယ်ကလေးတွေကလည်းမိုဟိနီကိုဖတ်ထားခဲ့ကြတာပေါ့မိုဟိနီကိုယ်တိုင်လည်းဒဏ်ရာအနာတရားပြင်းထန်စွာရသွားပါတယ်ကလေးတွေကလည်းကြောက်လန့်လွန်းလို့အော်ဟင်းကိုယုံနေခဲ့ကြတာပေါ့အမရေဒုက္ခပဲတမီးတို့ဒုက္ခရောက်ပြီနဲ့ကြူပါရဲရွာတရွာလုံးပျက်စီးကုန်ပြီတမီးတို့ကိုယ်တိုင်လည်းကြောက်ကန်းပါရဲကိုပြောက်ကြနေပြီဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲဒီပုံစံအတိုင်းဆိုရင်တော့တေကုံတော့မယ်နဲ့ကြူတယ် မဟုတ်တော့ကလေးတို့ရဲ့ဘာမှမဖြစ်ဘူးကြောက်မနေနဲ့ငါနင်တို့အားလုံးကိုဘာမှဖြစ်ခွင့်မပေးဘူးဒီရွာကိုလည်းပြက်စီးခွင့်မပေးဘူးအားလုံးကိုအပေါ်ကိုခေါ်သွားပေးမယ်မိုဟိနီကကလေးတွေအားလုံးကိုတတိချာချာကင်ဆွဲထားခဲ့ပါတယ်ဒီနောက်သူမအပေါ်ကိုရှောက်အောင်ပြန်တက်လာပါတယ်လေပြင်းတွေကအရန်ကိုတိုက်နေတဲ့အတွက်ကြောင့်မို့လို့သူမတော်တော်လေးရုန်းကန်နေရပါတယ်ဒါပေမဲ့လည်းသူမအပေါ်ကိုရှောက်အောင်တက်လာပါတယ်ကဲတမီးလေးရေနေရတကယ်ကြော်တယ်နော်ရွာမှာရှိတဲ့ယောက်ျားသားတွေမလုံနိုင်တဲ့အလို့ကိုနင်လုံပြနိုင်သွားခဲ့တယ် ရွာသူရွာသားတွေကလည်းကြာကိုတွေ့တော့ဝမ်းသာပျော်ရွှင်သွားကြကြတော့ဗောမုံတိုင်းတိတ်ဆိတ်သွားခဲ့တဲ့အခါမှာတော့ကဲအားလုံးပဲကိုစီအိမ်ကိုပြန်ကြတော့အိမ်တွေအားလုံးကိုလည်းပြန်ပြီးတော့ပြင်ဆင်ကြရအောင်မယ်အိမ်တွေအားလုံးပြည့်စည်ကုန်ပြီလေကဲလာအမေနဲ့မိုဟိနီကျွန်တော်တို့လည်းအိမ်ကိုသွားကြမယ်အမြန်လားတို့ကအိမ်ကိုသွားကြည့်ခဲ့ပြီမယ်အိမ်ကမရတော့ပါဘူးအိမ်ကပြည့်စည်သွားတဲ့အတွက်တို့အားလုံးလမ်းဘေးကိုရောက်သွားခဲ့ကြပါတယ်တဖြည်းဖြည်းနဲ့ညမိုးချုပ်သွားခဲ့တဲ့အခါမှာတို့ကလည်းကြောက်ထဲဝင်ပြီးတဲထိုးနေကြပါတယ် ကျမတို့တော့အားလုံးကိုအကောင်းမွန်ဆုံးဆက်ဆံခဲ့ကြတာမှကျမတို့ဘာဖြစ်လို့ဒုက္ခရောက်ကြရတာလဲကျွာသူရွာသားတွေကကျမတို့အတွက်တောင်မစင်စားပေးခဲ့ဘူးကျမတို့ဘယ်မှာဘလို့တွားနေမလဲဆိုတာကိုတော့မှသိဖို့မကြိုးစားဘူးနော်ဖခင်သခင်ရဲ့တရားမျှတမှုကဒါပဲလားဒီအချိန်မှာပဲနတ်မင်းကြီးရောက်လာခဲ့ပါတယ်အားလုံးကလည်းလက်အုပ်ချပြီးရန်နေခဲ့ကြတာပေါ့နတ်မင်းကြီးရဲ့ဘာဖြစ်လို့များအခုလိုလောက်ခဲ့ရတာလဲမှုံတိုင်းကြောင့်ရှိတဲ့အရာအားလုံးပြည့်စည်ခဲ့ရပြီကျမတို့ရဲ့မိသားစုအားလုံးလည်းနေစရာမရှိတော့ဘူးအိမ်ကိုလည်းဆုံးရှုံးခဲ့ရပြီ ကံကြမ္မာမှာဖြစ်ဖို့ရှိတဲ့အရာအလုံးကကျင်းတည်ဖြစ်တဲ့ငါလှုပ်ထားတာမဟုတ်ဘူး။ဒါပေမဲ့ငါနဲ့ကိုသဘောကျတယ်။နင်ကအသက်အန်ဒီရဲ့ကိုတော်မှပဲနည်းနည်းလေးမှမစိုးရင်ပဲအလုံးကိုကုညီကဲဆဲပေးခဲ့တယ်။ဒါဆိုရင်တော့ပြောပါနဲ့ဘာလို့ချင်းလဲ။ဒါဆိုရင်နတ်မင်းကြီးကျမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမှာပေါ့နော်။ကျမငငယ်လေးကလေးကအိမ်မက်မှတ်ခဲ့တဲ့အိမ်မက်တစ်ခုရှိတယ်။ကျမမော်အစွမ်းထက်နေတဲ့ကြေးရွာမှာနေခြင်းနဲ့တိုင်တိုက်တွေ့ကြတဲ့မှာအဲ့ဒီအိမ်မက်ကအမှန်တကယ်ဖြစ်လာနိုင်လိုက်ဒီလူပြည်လောကမှာမော်ရွာကြီးဖြစ်ဖို့ကတော့ခက်ခဲတယ်။ တိုင်တိုက်တွေကြားထဲမှာနေခြင်းနဲ့ဆိုလို့ရှင်တော့နှစ်ရက်လောက်နေထိုင်ဖို့အကြောခေါ်သွားပေးမယ်။ဒါဆိုရင်တော့နေ့ရက်ဆန္ဒတွေကိုလည်းပြည့်သွားတာပေါ့။ရောဆိုပြီးသူလည်းပြောက်ွယ်သွားပါလိမ့်။ဟုတ်သားပဲ။ကျမအခုမှမှတ်မိတော့တယ်။ကျမလည်းဒီလောက်ထိလှပါတဲ့အရာတော်ကိုတွေ့ရောမေ့သွားခဲ့တာ။အင်းကရန်ကိုလှပါလွန်ပြီးရွှေငွေစည်းစိမ်ဥစ္စာတွေပြည့်နှံ့နေခဲ့ပါလိမ့်။မိုဟိနီကအရန်ကိုရိုးသားလို့တဲ့အတွက်ဒါကိုလုပ်ခဲ့တာပါဒီနန်းတော်ကြီးကနေရနန်းတော်ပဲဒီပိုင်ဆိုင်မှုတွေအကုန်လုံးကိုလည်းနေပဲပိုင်ဆိုင်နေ ။ဒါအတိကွင်ရခဲ့တဲ့အခါမှာတော့မိုဟင်းနီအရန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ခဏနေတော့ရွာသူရွာသားတွေအားလုံးသူရဲ့နန်းတော်ကြီးကိုရောက်ရှိလာခဲ့ပြီးတောင်းပန်ခဲ့ကြပါတယ်။ခမားကခမားရဲ့အသက်ကိုတော့မစိုးရင်ပဲကျွန်တော်တို့ကလေးတွေနဲ့ကျွန်တော်တို့ကိုကယ်ဆယ်ပေးခဲ့။အားလုံးအဆင်ပြေသွားတဲ့အချိန်မှာကျွန်တော်တို့ကခမားတို့ကိုပြန်မကြည့်ခဲ့ဘူး။တကယ်ကိုကျွန်တော်တို့တကူကောင်းဆန်ခဲ့ကြတယ်။ဖခင်တခင်ကတော့ခမားတို့လောက်ခဲ့တဲ့အကျိုးတွေအတွက်ခမားတို့ကိုအများကြီးပေးလိုက်တယ်နော်။အဲဒါကြောင့်အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ကြပါစေဗျာ။ မိုဟင်းနီမှာတိမ်တိုက်တွေရှိနေတဲ့ခြေရွာတော့မရှိတော့ပါဘူး။ဒါပေမဲ့သူမကိုနတ်မင်းကြီးပေးသွားခဲ့တဲ့အင်ကြီးကတော့နန်းတော်တမယာကြီးကျဲခန္ဓာလုံးပါလေ။ဒီနေရာမှာစီးစိမ်ဥစ္စာအပြည့်ရှိပါလေ။မိုဟင်းနီကလည်းတယောက်ခမောင်းတယောက်ကြားရုံးနဲ့ပြောရွှင်စွာနဲ့နေထိုင်နိုင်သွားခဲ့ပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။